ဒါလည်းပြီးတော့ညဘက်ဆိုမလာတော့နည်းနည်း సై ကိုတွေလှလှန်ထဲအဲ့အချိန်ကဒီမော့ဆိုတို့ထန်တလန်တို့ဘာလို့ရွာလုံးကျမီရှုခံရတယ်ပြီးတော့ကင်နီတို့ဘာလို့မှဆိုဟိုကားတွေပါမီရှုပြီးတတ်သွားတာတွေပါလေဒီလိုဖြစ်နေရောကျွန်တော်ကမခံလာနိုင်ဘူးနှစ်နာရီခွဲညနှစ်နာရီခွဲ၃နာရီဆိုငုံတူတီထားထားငိုတယ်တယောက်နဲ့တယောက်တဟင်းနေကြီးကဘာမှလုပ်ဝင်နိုင်ငါဘာမှလုပ်ဝင်နိုင်ဆိုရောအာနေမားတော့ညတိုင်းကျွန်တော်ကအဲမီရှုခံရတဲ့ဟာတွေပို့ပြောမမေလို့တကယ်လို့ အချိန်ကြာလိုက်ရန်ကုန်လည်းဒီလိုဖြစ်လာပါတော့။အဲ့လိုကြာရင်တော့ဒါမင်းတို့ထမင်းလုတ်ဆွဲပြီးတော့ဖုံးကြောင်းတော့မပြေးနိုင်ဘူးလို့ဒါတိုက်ပါလို့ပါဖြစ်တယ်ညာဖြစ်တယ်။အမားလာလည်းသဘောထားပြောင်းသွားတယ်ရှင်။နေလုတ်ချင်ပထမတစ်ခေါက်လို့ခိုးမသွားနဲ့ရောအိမ်ုံပြောပါ။အိမ်ုံပြောဆိုတော့အဲ့ဆိုဒါတော့တော့မယ်လို့ဆို။အာသူကိုယ်တိုင်းပဲ။ဩ။ကားမင်းဒီလိုက်ဖြတ်ပေး။ဩ။သူကိုယ်တိုင်းလိုအပ်တာလိုက်ဝယ်ပြီးတော့ကားလေထိလိုက်ပို့။ဩ။ကားလေထိလိုက်ပို့တော့ကျွန်တော်ဒီဘက်တက်မှာ၆လေးစရောက်စရောက်လို့။ဟာ။2020 ဆရာမရှိရနေ့อืมဒီတော့ကိုင်းနေစာရောက်ဆိုပြီးပဲစလာပြီအမရောက်ရောက်ချင်းစွန့်လဲပါပြီစိတ်ထဲမှာတိလိုက်တာဒါလုံးပြစ်စာပြီကျောင်းအရာမလုံနိုင်ဘူးထင်တာလေကျောင်းကအိမ်မှာဘော်ကြော့နေဘော်ကြော့ပါညာလုံနိုင်မကောင်းမဟုတ်ဘူးဒါဖြစ်တယ်ညာဖြစ်တယ်တိလိုက်ပါလို့ဆိုပြီးတော့အခန်းကြီးစိတ်တွေနဲ့လဲကျောင်းရောက်လာပြီရောက်လာပြီတော့ ထမဆုံးကျောင်းစပင်ညှက်မလို့ကျောင်းကျောင်းစပင်ညှက်တာကျောင်းလုံးဝမကြိုက်ဘူးအိမ်ကညှက်ခိုင်းလည်းမညှက်ဘူးဆိုင်ကညှက်လည်းမကြိုက်ဘူးဆိုင်ကညှက်လို့ရှင်ကျောင်းမှန်တယ်ရတယ်သူညမောင်ကြီးကုတ်စပင်ညှက်ဆရာကိုကြည့်လိုက်ကြည့်တဲ့ပုံစံလို့ပြစပင်ညှက်ဆရာလမ်းထွက်လာတော့တကြီးနဲ့ထိုးမှာကျောင်းလုံးအမြဲကျိန်းလာတယ်အပြင်စပင်ညှက်ပြီးမှတိန်လုံးနဲ့ကျောင်းစကားမပြောတော့ဘူးစကားကိုကိုကလာနေစိတ်ကောက်တာဟုတ်အင်းဒီရောက်တော့ကျောင်းမလုပ်ချင်ဆုံးတော့စပင်ညှက်မယ်ကျောင်းရေစုံစလုပ်တာပဲအားလေအမှစပြီးတန်ရုံးနေစဖြတ်ရတာတော့ဩအေးစပင်ညှက်မယ်ဆိုတော့လေ ဒီဘောညှ่าမှာပေါ့ဆိုညှ่าပြာဆိုတော့ခေါင်းချိုးလဲကျွန်တော်ဒီလိုယောဂီကော်တူလေးကြီးဖြော်ကော်တူလေးကြီးဖြော်သွားပြီအာပြီးတော့ကျွန်တော်နောက်နေ့ဖတ်ထိတ်တွေဆလောက်ပါပြီရရဲဘောတင်တန်းလာဘွားဆပြီဆိုတော့ကျွန်တော်တို့ပြောတာညီလေးတွေဘာမှမဟုတ်ဘူးလေထင်းချောင်းလေးတွေတစ်ချောင်းတစ်ချောင်းလိုက်ကောက်ရမှာလေဆိုတော့ဟုတ်ကဲ့ဟုတ်ကဲ့ပြော်ပြီကျွန်တော်လိုက်ပြီးတော့မှအောင်မှာအဆောင်ဆောက်ဖို့တို့ကတိုင်ကြီးခုတ်သွားတယ်အကြီးအဲ့ဒါရွတောင်းတော့ရထမ်းချဟာလို့ဘွားဒါဆပြီနဲ့တူတယ်လို့ဆိုင်ပါအာကျွန်တော်တင်တန်းတွေပါတက်တင်တန်းတွေပါတက်ပြီး ကျွန်တော်တာဝန်အဲကျွန်တော်တို့လာဝတ်တနေရာကိုကျွန်တော်တို့တာဝန်ထမ်းဆောင်ရမယ့်နေရာရှိအဲ့ဒီမှာအဲကျွန်တော်တို့ပုံမှန်15ရက်တစ်ခေါက်လူ၄ယောက်၄ယောက်စီချင်းကျွန်တော်တို့သွားမယ်ကလေးကြမှာအာအထက်ကမင်းတို့တလားနေပြီးမှချိန်ပဲပေါ့လေတလားတော့ပြည်အောင်နေပြီးရမယ်ဆိုတော့လည်းအဲ့ဒါမဲနိုင်တာဒီမိုကရေစီနဲ့ရောကျွန်တော်မဲနိုင်ပြီးဆုံးဖြတ်ကြအင်းဆုံးဖြတ်ကြတော့ကျွန်တော်ကပါဖနောကိုခင်ရခေါ်ဆိုကျွန်တော်ထိတ်ဆုံးတာတန်းစီအားနဲ့ စိတ်ဆုံးကတန်းစီပြီးတော့မှမဲဆာနိုင်ကြတော့ကျွန်တော်ကပထမအဆုံးမဲနိုင်ရလူကအယောက်45လောက်ရှိအဲထဲမှာကကျွန်တော်ထိတ်ဆုံးကနေဆုံးပထမဆုံးစနိုင်လိုက်တဲ့မဲကနံပါတ်1သွားကြဟမ်ဟာစောက်ကျုံနေပြီလို့သွားပြီးတော့ဆိုပြီးတော့ကိုကတက်ကြတော့မသွားလို့လည်းမရဘူးလေဒီလားအဲ့လေကျွန်တော်သွားမယ်ပေါ့သွားတဲ့အချိန်အမဒီကိကိုတိုက်ပွဲတွေစဖြစ်ဒီနေ့မှာ55အစားရောဒီကိုတိုက်ပွဲဖြစ်ဒီကိမှာတိုက်ပွဲဖြစ်ကျွန်တော်ဟိုလူမရှိသူမရှိမဲသာတောင်းနေမှာကျွန်တော်သွားနေနေရအလိုင်းလည်းမမိအဲ့ထိုင်ကျွန်တော်ဘလူးတိုက်ပွဲဖြစ်တော့ ျွန်တော်ရဲဘော်တွေလည်းတကွဲတပြားတွေဖြစ်တော့ဘာလို့စိုးရင်လို့စိုးရင်ရမှာမသိပြီးတော့ပထမအဦးဆုံးတောထဲမှာစဖြတ်တန်းရတဲ့အာအမှတ်တရညာတွေရောအင်းရဲ့အဝေးမှာဖြတ်တန်းရတဲ့ရက်တွေစတာဆိုတော့စိတ်ထဲမှာဘလို့မသိဒါပေမဲ့လည်းဒါငါရွေးရတဲ့လမ်းပဲဆိုပြီးတော့အများကြီးတွေးပြီးတော့မှအာနောက်ပတ်တွေဆိုတော့တကောင်လေးကောင်းကင်ကြီးလိုက်ငိုလိုက်ဒါမှမဟုတ်ဖြစ်သေးပါဘူးဆိုပြီးတော့ဒီတိုင်းပဲဆက်နေလိုက်ကျွန်တော်သွားနေရတဲ့နေရာဆက်ဆက်နေတော့တော်တော်ခေါင်တော့ကျွန်တော်ရိတ်ခါဆန်ပဲပြီး ဇန်ကားကိုပဲလာရှာဖွေစားတောက်တယ်ပိတ်အဆင်မပြေအလေးကိုတိုက်ပွဲလည်းဖြစ်ပြီးတော့ဖလူစကန်သိန်းဟာတော့ကျွန်တော်ရဲဘော်ကြီးလည်းတခွဲတပြားဖြစ်အဆက်အသွယ်ရလည်းဘာမှမရှိသေးဘူးတော်တော်ကြောင်ပြောက်အားနဲ့ဆရာနဲ့အဆက်အဆက်တွေပြန်ရကျွန်တော်ဒီမှာအဆင်မပြေဘူးပေါ့အဆင်မပြေတော့ဘာလို့ဆရာလာမလားပေါ့ဆရာလာခေါ်မလားပေါ့ကျွန်တော်ဟိုကကျွန်တော်တို့ခေါ်တာတော့မရသေးလားနင်တို့ဆရာကြီးလာမခေါ်ရင်ကျွန်တော်တို့ဒီမှာပဲနေတော့ဆိုပြီးခေါ်တာကျွန်တော်ကမနေခြင်းဘူးနေတယ်မနေခြင်းတော့ အတင်းလာခေါ်ပါလမ်းကြောင်းတွေကလည်းလုံးဝအဆင်မပြေဘူးကျွန်တော်ဒီဘက်မှာလိုက်ပွဲစဖြစ်တဲ့ကာလဆိုတော့အဆင်မပြေတော့အန်ကိုပါတာကိုပဲကြံဖန်ပြီးတော့မှကျွန်တော်ထွက်လာထွက်လာပြီးတော့မှကျွန်တော်ဒီကျက်ရှစ်ဆိုကြစထောင်ပဲနေရာကိုကျွန်တော်ရောက်ကျွန်တော်အားမှာအရှင်းကိုဆရာတို့ကရောက်နေတယ်ဆရာတို့ဆရာနဲ့နောက်၂ယောက်၃ယောက်နဲ့ရောက်နေဆိုတော့ကျွန်တော်ထက်ရတာအားမှာကျွန်တော်တနက်ကဆက်စားတဲ့ EKD လက်ရှိအားမှာသူတွေထက်ရောက်လာပြီးတော့ ဲလေးလက်ကလည်းကျွန်တော်တို့အပိုင်မဟုတ်ဘူးအဲလေးလက်ကဒီကအကူနဲ့မှလည်းသူတို့ခြံလေးရောင်းပြီးဝယ်ထားတဲ့တနက်လေးလက်နဲ့ကျွန်တော်ကလူတပတ်ကြာလူ၁၄ရောင်းတဲ့တနက်လေးလက်နဲ့ကျွန်တော် justice ဆိုကြတော့ဆက်ဖွဲ့ကြဆက်ဖွဲ့ကြဟောအဲ့ဒါမှန်လေးဟိုးဆိုးပိုင်းကလာနေက justice ဆပြီးတော့လောက်ပါပြီဆိုနေရောက်တာဗောကျွန်တော် JS 0009ကျော်။အော်ဖိုက်တာ။လုံးဝလုံးဝနော်ဒါထိတ်ဆုံး